ားလုံးပဲမင်္ဂလာပါဒီနေ့တရေသင်မဲ့သင်ခန်းစာကတော့အခန်း3၄ကျင်ငယ်3.4ကနံပါတ်10နဲ့17ပဲဖြစ်ပါတယ်နံပါတ်10မှာဆိုရင်ငွေတရဤစနပိုင်း5ပိုင်းက A ရဲ့ဝေစုဖြစ်ပါတယ်6ပိုင်း2ပိုင်းကတော့ B ရဲ့ဝေစုဖြစ်ပြီးတော့ကျန်ပိုင်းကတော့ C ရဲ့ဝေစုဖြစ်တယ်တဲ့အဲ့ဒီနံပါတ်ကကြီးကသူက CD ထုံငွေဤမီဒီအပိုင်းကိုပိုင်းဆိုင်မနည်းခါဝဲကြ C ရဲ့ဝေစုက6400ကျပ်ဖြစ်တယ်လို့ဆိုလို့ရှိရင်တဲ့ ူမောင်ငွေပမာဏကိုလောင်းကောင်အင်းနစ်ဗီဒီယိုဝေစုများသေးသေးကိုလကောင်းရှာပါတဲ့ဟုတ်နော်ဒါပြီးရင်ဒီစီတော့ငွေတရက်ကို1လို့ပဲထားလိုက်မယ်ရှင်ငွေတရက်ဆိုတာ brown one pieces ရဲ့1လို့ပဲထားလိုက်ပါမယ်အဲ့ဒီမှာမှာဆမာ A ရဲ့ဝေစုကငွေတရက်ဤစနေပိုင်းငါးပိုင်းနော်အဲ့ဒီဆမာတော့ငွေတော်ကငွေတရက်ကိုထွက်ထားတယ်ငွေတရက်က1ပဲ E ရအမြောက်နော်စနေပိုင်းငါးပိုင်းဆိုတော့တိနဲ့ပဲခင်းနေပဲမြန်မြန်ညတဲ့ခင်းမပြန်ရဖြစ်တဲ့စနေပိုင်းငါးပိုင်းပဲပြန်ရပါတယ်ဒါက A ရဲ့ဝေစုနော် နောက်တစ်ခုကတော့ BIA ဝေစုဒီရဲ့ဝေစုကငွေတရအိချပိုင်းတစ်ပိုင်းနောက်တိုင်းမှာငွေတရကဒီ6ပိုင်းတစ်ပိုင်းနော်6ပိုင်းတစ်ပိုင်းနဲ့တိနေမြရပါလေရတယ်စီ6ပိုင်းတစ်ပိုင်းနဲ့ပြင်ရတယ်ဟုတ်ကဲ့စီရဲ့ဝေစုဆိုတာကကြံပိုင်းကကြတော့စီရဲ့ဝေစုပေါ့နော်ရမို့စီမတော့ကစီရဲ့ဝေစုဆိုတာကအဲကြံကြံတဲ့ပိုင်းအင်းနဲ့ပြင်ရငွေတရထဲကနေအင်းနဲ့ပြင်ရဝေလိုက်ပြေးလိုက်တဲ့အခါမှာကြံတဲ့ပိုင်းကစီရဲ့ဝေစုဖြစ်ပါတယ်ဒီလိုပြတာစီရဲ့ဝေစုကစီရဲ့ဝေစုလို့ခြင်းငွေတရထဲကနေပြီးတော့ A ရဲ့ဝင်စီနဲ့ B ရဲ့ဝင်စီကိုကျွန်တော်ပေါင်းပြီးတော့လုပ်လိုက်လို့ရှိရင်နော် C ရဲ့ဝင်စီကိုရပါတယ်။အရင်1ကိုရိုင်းရင်းမယ်။ဒီဝင်နေရကိန်းတွေကိုပိုင်းကြည့်တဲ့အခါမှာပိုင်းကြည့်စနစ်ပြောင်းနေတယ်ကျွန်တော်။ပိုင်းကြည့်စနစ်ပြောင်းနေတဲ့အခါမှာကျွန်တော်ဘလောက်ရလဲဆိုရင်6ဝင်နေမြောက်တယ်နော်။ပိုင်းကိုလည်းနေနေမြောက်မယ်။အရင်1မိုင်းနဲ့နော်။အဲ့ဒါရင်12 2ပိုင်း3ဒီပိုင်းကြီးဒီဝါရီချေလို့ပေါင်းရပြီ1 minus နော်စနေပိုင်းကြီးစနေကိုရေးမယ်9နဲ့9နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့9ရပြီ ။အစည်းစမ1ကိုလည်းစမ12ပိုင်း12ပိုင်းလို့လဲ။ဟုတ်ကဲ့။12ပိုင်း12ပိုင်းနဲ့12ပိုင်း9ပိုင်းကို12ပိုင်း9ပိုင်းရအောင်လေ။နော်စီရဲ့ဝေစုစီရဲ့ဝေစုကငွေတရိပ်12ပိုင်း9ပိုင်းကိုနော်စီရဲ့ဝေစုကငွေတရိပ်12ပိုင်း9ပိုင်းသူကပြောရစီရဲ့ဝီယာ8400ကျဲလို့ပြောတယ်။ငွေတရက်2500ပဲ9400ကျဲနဲ့ညီသွားတယ်ပေါ့နော်။ဒါကြောင့်ငွေတရက်ကိုဆိုတာကငွေတရက်အများကြီးဆိုတာအများ2500ပဲ8400ကျဲ။ ရုပ်လိုချင်တာငွေတရက်တန်ဖို့လိုချင်တာဒါကြောင့်မို့စပါကစနေပိုင်း၅ပိုင်းကိုဒီပိုင်းတစ်ပုဒ်ပူသွားပြီးတော့စားပြရတယ်နော်။ဟုတ်တယ်ငွေတရက်နဲ့မြောက်ထားတာဖြစ်တယ်နော်။အဲ့ဒီ6400ကိုရှင်တို့ကစနစ်နဲ့စားလိုက်မယ်။ဟောအစားအုံများပြောင်းပါဦးနော်။အစားအုံများပြောင်းတဲ့အခါမှာစနေပိုင်း၅ပိုင်း၅ပိုင်းစနေပိုင်းဖြစ်သွားမယ်။အဲ့ဒီ6400ကိုကျွန်တော်က9နဲ့ကျင်းရမှာနော်။ကျင်းတဲ့အခါမှာ9တလီက9680လေးက6400ကျင်း။6680နဲ့ကျင်းစနစ်မြောက်ပြန်ပြီးတော့မြောက်ပြရပါတယ်။ ။ရတဲ့ခါမှာငွေတရက်က2160ကျဲရရှိပါတယ်။အပြင် AA ဝေစုကလိုချင် AA ဝေစုကငွေတရက်စနေပိုင်း9ပိုင်းလိုပြထားပါတယ်။ဒါဆိုငွေတရက်က2160ကျဲစနေပိုင်း9ပိုင်းနဲ့မြောက်ပြရတယ်။အပြင်2160ကိုစနေနဲ့စားတဲ့ခါမှာကျင်းလိုက်တာပေါ့နော်1680 1680နဲ့9နဲ့အကျိုးမြောက်မယ်။ရတဲ့ခါမှာတော့6400ကျဲရပါတယ်တဲ့။ဟုတ်ပြီနော်။ AA ဝေစုကလည်း6400ကျဲ CA ဝေစုကလည်းသူက6400ကျဲလို့ပြထားတယ်။ ဒါပေမဲ့ကျွန်တော်ရှာပြန်ဘူးကွာသူတခါရေးပြီးထားတာအဲ့ဒါကိုဘီရဲ့ဝယ်စုကကြောင့်ငွေတရရဲ့ချောင်းပိုင်းတစ်ပိုင်းငွေတရကတော့ခုနကစမောက်ချရတယ်1160ကျက်ဟုတ်6000စားမယ်ပေါ့နော်6000စားတဲ့ကမှာ3360ရပါတယ်3360နဲ့တိနဲ့မြောက်ရင်3360ကျက်ပဲရတယ်ဒါကဘီရဲ့ဝယ်စုသူကငွေတရတန်ဖိုးရှာလိုက်တယ်ငွေတရတန်ဖိုးက1160ကျက် A ဝယ်စုကလည်း1400ကျက်ဘီရဲ့ဝယ်စုကလည်း3360ကျက်ဆိုတော့ဒါပြီးပြီပေါ့နော်ထပ်ပြီးတော့ရှာကြရမလို့ဘူး အဲ့ဒါနံပါတ်7ကိုသွားပါမယ်။နံပါတ်7ကအောက်ပါရိုးကိုရှင်းပါတယ်။သူကတော့ဒီအပိုင်းကိန်းကိုသက်ရှင်းတာပေါ့နော်။နံပါတ်ကကြည့်ရ5မိုင်းနဲ့1 2 by 3မိုင်းနဲ့7 by 7 7 by 7အဲ့ဒါဆိုတော့ဝင်းနဲ့မှာလက်သေးဝင်းနဲ့မှာရှိတဲ့ကိန်းဝင်လုံးရှင်းမှာဖြစ်ပါတယ်။မရှင်းခင်ဆိုတော့အကဲရောဗာပြောင်းမယ်ဆိုရင်ပိုင်းကိန်းပြပြောင်းမယ်။9 3 9 3 3 3နှစ်နဲ့ပေါင်းတော့9ဆို9ပိုင်း3မှာအဲ့ဒါဆိုတော့ဝင်းနဲ့မှာရှိတဲ့ကိန်းအပိုင်းကိန်းကိုပေါင်းမယ်လို့ပဲဆိုရင်ဘာလို့ကလဲဆိုရင်ပိုင်းကျေကြီးရတယ်ပေါ့နော်။ တင်ပိုင်းရင်ကြီးမယ်ဆိုတော့ဘာလို့ပြအောင်ကြီးမယ်ပိုင်းရင်27ပြအောင်လို့3ကို9နဲ့မြောက်9ကို3နဲ့မြောက်ပိုင်းခြေကို9နဲ့မြောက်ရင်ပိုင်းဝေကိုလည်း9နဲ့မြောက်မယ်ပိုင်းခြေကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်ပါနော်5မိုင်းနဲ့9ကို35ပိုင်းခြေရတာ27ခြေဆုံး28ပိုင်းခြေ27အဲ့ဒီကျတော့5မိုင်းနဲ့21 by 35 18တဲ့လို့ဒါ17တဲ့နော်။အရင်9နဲ့ဒီ21 by 17တဲ့လို့ချင်းပါခြေမှာ နော်ရှင်းရမှာဖြစ်တယ်ဆိုတော့ငါ့ကိုလည်းပိုင်းရင်ကြီးနေနော်ဖိုင်ရဝမ်အောက်မှာဝမ်ရှိရဲဒါကြောင့်မို့ဆိုတော့27နဲ့မြောက်မယ်ဘိုင်းရှိကိုလည်း27နဲ့မြောက်မယ်ဘိုင်းဝေကိုလည်း27နဲ့မြောက်မယ်နော်ဟုတ်ပြီ27တယ်လီ27 25ကြီးက105ဟုတ်ပြီ21အဆင့်ပေးမှ21အဲ့ဒါဘိုင်းရှင်ကြီးပါပြီဆိုတော့ဘိုင်းရှင်27ရေးမယ်105ရဲ့စက္ကူတော့80ရှိကြတယ်နော်ဒါဆိုရင်87နဲ့27ကိုဘိုင်းဝေရကြီးရဲ့ရက်ရှိကိုစားလိုက်မယ် နဲ့စက်တစ်ကို88ကိုနဲ့စက်တစ်နဲ့ဆရတဲ့အခါမှာ42ဘိုင်း၄ဘိုင်းဆိုလို့ရရှိပါတယ်။ဒါကနံမကကြီး။ဒါကနံမခဝေးပါ5 -1 2 -3 -6 -7 ။ဒါရင်ဂွေနဲ့ကကိဝင်ရင်းရှင်းတဲ့အခါမှာအရင်ဆုံးခင်ရော့ကိုပိုင်းရင်းလူပြောင်းမယ်။3.35ဆို5 -3 ။ဒါတော့ဂွေနဲ့အောင်ရှင်းတဲ့အခါမှာပိုင်းရင်းနေမယ်။9ရောက်မှတရှိရပြည်တယ်ဆိုတော့3နဲ့မြောက်မယ်။အပေါ်ကိုလည်း3နဲ့မြောက်မယ်နော်။ဒါပြီး3.35 5.35နော်။ ဒါကြောင့်ပိုင်းရီ2 wise ဆိုတော့3နေလိမ့်မယ်15ရက်5အောင်လို့တော့10ကျင်းဟုတ်ဘူးနော်အရင်ပိုင်းရီတော့3ပဲပိုင်းရီညရက်ကမှဒီမှာ3ခုနှစ်နဲ့မြောက်မယ်ခုနှစ်ကို3နဲ့မြောက်မယ်ပိုင်းချီကို3ခုနှစ်နဲ့မြောက်ပိုင်းဝီလည်းခုနှစ်မြောက်မယ်ပိုင်းချီကို3နဲ့မြောက်ရင်ပိုင်းဝီကိုလည်း3နဲ့မြောက်မယ်နော်အရင်70 mile 21 80 mile 21ပိုင်းရီ2 wise ဆိုတော့လည်းဇော်ကချင်းရပြီပိုင်းချီကတော့21ပဲမြေမယ်90ရက်က78လို့တော့90မြင့်ကျင်းနော်အရင်ခုနကတည်းကပိုင်းဝီရဲ့အပိုင်းရီလည်းချင်းကြီး ကျွန်တော်ကင်းရောက်ဖွဲ့ပေးရပါတယ်။50မိနစ်ကိုပိုင်းဝေကိုပိုင်းချင်နေဆိုတော့50မိနစ်ကို21မိနစ်ဆိုတော့အင်းနေ20ပိုင်း10ပိုင်းဆိုတော့ရရှိပါတယ်။ဒါကနမခဝေပါ။ဘာလို့ကနမခငယ်ပါ။နမခငယ်က10 2 by 3 3 3 by 4 divided by 4 4 by 5။ဒါရင်ကိုလုံးဒီကင်းရောက်ကိုလုံးကိုပိုင်းကင်းလူပြောင်းပါမယ်။စေ3နေ30နဲ့နေပေါင်းတော့30နေ4 30နေ35ဒီ9နေ10 24ပေါ့နော်ဒါဆိုရင် တော့ဝင်းနေရခင်ကကျတော့အမြောက်ကြီးလိုက်တဲ့ဘိုင်းကြီးကြီးကြာမလို့နော်အဲဘိုင်းဝင်တဲ့ဘိုင်းကြီးရှင်းပြရပါတယ်ဒါဆိုရင်3တက်လီ3 3ငါးလီဆန်ကဒေးတက်လီလေး၄ရှိလီ30နိဒါဆိုရင်ရှင်းရခွင်းကိုရှင်းရကမှာဘိုင်းဝေချင်းဘိုင်းဝေပဲကျန်တာဖြစ်တဲ့ရှင်းငါးလီ40နော်နောက်ကအစားကိုအမြောက်ပြောင်းမယ်အမြောက်ပြောင်းပြောင်းတဲ့အခါမှာ9 9ဘိုင်း24ဘိုင်းက24ဘိုင်း9ပဲရှိတာမျိုးပေါ့နော်ဒါဆိုမှရှင်းတဲ့တင်တဲ့အခါမှာ80 24ရှင်းငါးလီ40 ဘိုင်းဝေဘိုင်းဝေကြီးမြောက်မယ်9925ဘိုင်းကြီးကဒီအရင်စမော25ကိုဘိုင်းဝေကကြီးနေရာဖြစ်လို့လေ25ကိုကျော်သုံးနေစားမယ်ဘိုင်းဝေကိုဘိုင်းကြီးနေစားတော့25ကိုသုံးနေစားမယ်3ရှိ24ဆိုတော့ရှေး3ဘိုင်း2ဘိုင်းဆိုတော့ရရှိပါရဲ့ဒါကနမကငယ်ပါနောက်တစ်ခုကကျတော့နမကကြီးပေါ့နော်နမကကြီးရလဲအတိုင်းပဲ415 minus 213 into 113 divided by 3 by 4ဝင်းနှုတ်ကွင်းကိုပြထားပါတယ်ဝင်းနှုတ်ကွင်းရမြောက်မှာပေါ့နော် ။ဒါရင်ဂွေးတွေကိုရင်ရှင်းတဲ့အခါမှာအပိုင်ငယ်ကြီးကိန်းရောတွေကိုအပိုင်ငယ်တူပြောင်းမယ်။6လေး20တင်းနဲ့ပေါင်းတော့21တုံးနဲ့6တင်းနဲ့ပေါင်းတော့9အမြောက်ပြည်မယ်။တုံးတိတ်ဆုံး4နောက်ဆုံးကကိန်းရကျတော့အပိုင်ငယ်ကျတော့အပိုင်ငယ်ပဲဖြစ်တဲ့တည်းဆိုတော့ကိန်းရောမှုတဲ့တည်းသွားပြီးတော့အပိုင်ငယ်တူပြောင်းစရာမလိုဘူးနော်။ဒါပြင်ရှေ့ရဂွေးကိုဆိုတော့ဘိုင်းကြီးရှိမှာ။ဘိုင်းကြီး15ပြောင်းရှိမှစေ9ကို3နဲ့မြောက်မယ်3ကို9နဲ့မြောက်မယ်။နောက်ကဂွေးကိုကျတော့ဆိုတော့အစားကိုအမြောက်ပြောင်းလိုက်မယ်။ ဒီစားလို့များပြောင်းသတိပိုင်းကိုပါ4ပိုင်းကြီးဖြစ်သွားလို့နော်သတင်းရှိရကိမှာကျတော့63ပိုင်း15ပိုင်းနဲ့35ပိုင်း15ရပါတယ်ဒါဆိုရင်ပိုင်းခြေဒူကားဆိုတော့ရှင်းလိုက်မယ်ပိုင်းခြေက55 63 35ဦးတော့28ရှိကျင်တယ်နောက်အကွေးကိုကြာဆမတော့ခြေလို့များအတွက်ပိုင်းဝေပိုင်းဝေကြီးမြောက်မယ်46ပိုင်းခြေပိုင်းခြေမြောက်မယ်39နော်အဲ့ဒါမှသူကဘာလို့ရလဲဆိုလို့ရှိရင်ခြေလို့မရဘူးနော်ပိုင်းဝေနဲ့ပိုင်းခြေခြေလို့များအတွက်ပိုင်းဝေချင်းချင်းမြောက်တယ် 28 26တွေက448ရပြီးတော့59ကိုတွေက135သူကလည်းအတိုင်းပဲဘိုင်းဝေကဘိုင်းကျင်တဲ့ကြီးနေရာဖြစ်တဲ့ဆမဘိုင်းဝေကိုဘိုင်းကျင်နဲ့စားပြီးတော့ကင်းရောက်ပြရပါမယ်148ကို135နဲ့စားတဲ့အခါမှာ3 135ပါ23ဆိုပြီးတော့ရရှိပါရယ်ဟုတ်ပါတော့ဒီနေ့ကတော့ဒီချိန်ကတော့တော်တော်မလေးကနံပါတ်10နဲ့71ပဲဖြစ်ပါတယ်အဆုံးထိကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်